အလုံးမဲ့မြန်မာပြကျွန်တော်ထုံးစံနိုင်ဘောလုံးပွဲတွေဆက်ပြီး Jason Sport Channel မှာပြန်ပြန်ကြိုဆိုလိုက်ပါတယ်ဗျာမနေ့ကဘာသာလို့ဒါကျွန်တော်တို့ဒါ၃ပွဲပြီးခဲ့တယ်ဗျာဒါပေမဲ့ဒါ PSG ပွဲတော်ပဲနေပေါ်သွားတယ်အဲဒီနေ့မှာထပ်ပြီးတော့ကျွန်တော်ဒါအကောင်းဆုံးစူးစမ်းပေးမယ်ဗျာ၃ပွဲထပ်ပြီးရွေးချယ်ပေးရတယ်ဗျာအဲကျွန်တော်တပွဲကောင်းအောင်လို့ကျွန်တော် TikTok မှာတင်ဆက်ပေးပြီးသွားပြီအဲကျွန်တော် YouTube မှာလာပြီး၃ပွဲတင်ဆက်ပေးတာဗျာ ပထမဆုံးပွဲအနေနဲ့ဒါကျွန်တော်ဒါ UEFA Champion League ဒီနေ့ပွဲစဉ်ဒါ၃ပွဲပဲဖြစ်တယ်ကျွန်တော်ဒါ Chelsea Chelsea တင်းနဲ့ကျွန်တော်တို့ AJ ရဲ့ပွဲစဉ်တွေအကြောင်းရင်းတော့တင်ဆက်ပေးခြင်းနဲ့ Chelsea တင်းနေနဲ့ကကျွန်တော်ဒီနောက်ဆုံး၅ပွဲကစားထားတဲ့နေရာမှာဆိုလို့ရှိရင်ဒါ၄ပွဲနဲ့၄ပွဲရှုံးနဲ့စစ်ဆက်ကိုမှဒါရက်တည်နေတဲ့အသင်းဖြစ်တယ်ဗျာဒါ AJ ကတော့ဒါကျွန်တော်ဒီနောက်ဆုံး၅ပွဲကစားထားတဲ့နေရာမှာ၃ပွဲနဲ့၄ပွဲတည်နေတယ်ဒါ၂ပွဲရှုံးနဲ့ဒါအဆင့်ဟို Champion League အမှတ်ပေးစရာရဲ့အဆင့်ဟိုးအောက်ဆုံးမှဒါရက်တည်နေတဲ့အသင်းဖြစ်တယ်ဗျာ အေဂျက်ကတော့ကျွန်တော်ဒါယင်းနှစ်တရအေဂျက်တွေနဲ့မတူတော့ဘူးဒါဒီနှစ်မကြာတည်မှာတော့ဒါတော်တော်လေးကိုဒါဟိုခြေစမ်းပိုင်းကြီးကျဆင်းသွားတယ်တော်တော်လေးကိုဒါဟိုအစားပုံမှာပြက်ပြက်ပြားသွားတယ်အတင်းလည်းပြောလို့ရတယ်ဗျချက်စီရတော့ဒါကျွန်တော်ဒီဒီနှစ်ရာသီဒါအိမ်ခွေးမှာဒါရှုံးခွေးတပွဲသာရှိထားတယ်အိမ်ခွေးမှာဆန်းဆောင်ကြမှာဆိုရင်ရှုံးခွေးတပွဲသာရှိထားပြီးတော့ဒါချက်စီကကျွန်တော်ဒါပြီးခဲ့တဲ့ဒါနော်တင်ဟမ်နဲ့ဘွဲမှာဆိုလို့ရှိရင်လည်းဒါဟိုပေါက်ကြီးကဒါတရေရှုံးဒါဘိုးပေါင်းက3.50စားနေဒါဘော်ဒီရောဘိုးပေါင်းရောဇုံအောင်ထားတဲ့အသိဖြစ်တယ်ဗျချက်စီက အေဂျက်ကတော့ဒါကျွန်တော်တို့ဒါအိမ်ခွင်းရောအဝေးခွင်းရောဒါပေးခွင့်တွေပေးထားရတယ်ဒီဟိုကန်ဆယ်ပိုင်းအောင်တိုက်ဆက်ပိုင်းအောင်မှာဒါလိုအပ်ချက်တွေအများကြီးရှိနေတယ်အသိဖြစ်တယ်ဗျအရင်အရင်လည်းမကြည့်တော့ဘူးနှစ်သိန်းလောက်ရတာထက်ထက်တဆမှုဒါ၃ချိန်မှာဆိုလို့ရှိရင်ပဲဒါချက်စီးက၁ချိန်နိုင်ထားတယ်အေဂျက်က၁ချိန်နိုင်ထားတယ်ဒါပေမဲ့ဟိုတပွဲတည်ရင်လည်းကစားထားတယ်ဗျဒီနေ့ဒါလက်ရှိပေါက်ကြီးမှာဆိုလို့ရှိရင်ဒီမနက်စောပိုင်းပေါက်ကြီးမှာဆိုရင်လက်ချက်စီးကနှလုံး55ပြားစားနေတာစတင်ခွင့်ထားတယ်။ကိုပေါင်းက385ပြားရှုံးနေတာ ဒီမနက်ခြေထောက်ကစတဲ့ခွင့်နေထားတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ကဒီဘလိုပြောမလဲဆိုတော့ချက်စီးနေတဲ့အရာလည်းကျွန်တော်ဒါပြီးခဲ့တဲ့ပွဲတွေလက်ကြည့်မယ်ဆိုလို့ရှိရင်ဂိုးအများကြီးပြတ်ထားတာကျွန်တော်မတွေ့ရဘူးအေဂျင့်အနေနဲ့ကလည်းကျွန်တော်ဒါဟိုချစ်မချစ်ချစ်ရမှာဂိုးကောင်းသွင်းမှာဒါတိုက်စစ်မှုကောင်းကောင်းကမရှိနေတဲ့အတွက်ကြောင့်အဲ့တော့ကျွန်တော်ကဒီနေ့ပွဲလေးကိုကျွန်တော်နည်းနည်းလေးဒါအရေးဆုံးတဲ့နေနဲ့ပြောလို့ရတယ်ဗျာမနေ့ကတော့ဒါပွဲတိုင်းဒါကျွန်တော်ဒါဘောလီရောဂိုးပေါင်းတော့ဇုံအောင်လာရနော်အသင်းကြီးတွေကမဇုံအောင်ရတယ်ဒီနေ့မှာတော့ကျွန်တော်ချက်စီးပွဲလေးကိုကျွန်တော်ဂိုးအောင်ကိုပဲကျွန်တော်ရွေးရွေးမယ်ဗျာရွေးစီချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော် ချက်စီးနေတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်ဘိုးအများကြီးပြတ်ထားတယ်မရှိဘူး။အေဂျက်ကလည်းဒါအချစ်ကိုအက်စ်ပိုင်းနဲ့ညံညံပြင်းတဲ့အဖြစ်တာကြောင့်ဒီပွဲလေးကချက်စီးသွင်းမှာပဲဘိုးကရပါဗျာ။အဲ့တော့ဒီနေ့ပေါက်ကြီးကတော့395ပြားရှုံးဆိုတော့ကျွန်တော်၄လုံးသွင်းမှာနိုင်မယ်ကြီးဆိုတော့ကျွန်တော်တို့ဒါအများဆုံး212 CWC တော့ပဲကျွန်တော်မှန်းတယ်။ချက်စီးဘက်ကသွင်းမယ်လို့ပဲမှန်းတယ်ဗျာ။ဒါနောက်ထပ်တစ်ပွဲနောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့ဒါ front back နဲ့ဒါကျွန်တော်ဒီပါဘူးနဲ့ပွဲစဉ်တွေဖြစ်တယ်ဗျာ။ဘမ်ဘန်နေနေရကျွန်တော်နောက်ဆုံးကားပွဲစားသမားနေရမှာတော့တပွဲနဲ့တုံးပွဲရှုံးဒါတပွဲတည်နေ ဒလောတတာအချိန်မြင့်ဒီမပစ္စည်းရဲ့အဆင့်6မှာအဆင့်16မှာရက်တည်နေတဲ့အသိဖြစ်တယ်။လေပါဦးကတော့ကျွန်တော်နောက်ဆုံး၅ဘက်ကစားထားတဲ့နေရာမှာလားတပွဲတိုင်း၄ဘွဲရှုံးတယ်၄ဘွဲဆက်တောင်ချာရှုံးထားတယ်။အဲရာဒီဆမှာတော့လာချင်းလေပါဦးနေတဲ့ခြေစမ်းပိုင်းကတော်တော်လေးကောင်းမွန်တယ်ပြောလို့ပြောလို့ရတယ်ဗျ။အခုနောက်ပိုင်းမှာတော့ပြပြနေတာရှုံးခွဲတွေရေဆိုင်တွေရတယ်အခုဆိုတော့ရှုံးထားတာ၄ဘွဲတော့ကြည့်သွားပြီဒီ front bar ကတော့ဒါကျွန်တော်ဒီဒီတာအိမ်ခွင်းရောဒါအဝေးခွင်းရောဒါပေးကိုရောရကိုရောများထားတဲ့အသိဖြစ်တယ်။ front bar ကန်ခဲ့တဲ့ဘွဲတော့ကျွန်တော်ပြကြည့်မယ်ဆိုလို့ရှိရင်လည်း ဘိုးပေါ်ထားတာများတယ် front back ကန်ခဲ့တဲ့ဘွဲတိုင်းမှာဆိုတော့ဘိုးပေါ်ထားတာများတယ်ဒီ front back ကတော့ကျွန်တော်ပြီးခဲ့တဲ့ဒါ fry back နဲ့ဒါဘွဲမှာဆိုလို့ရှိရင်လေဒီ front fry back ကလည်းပြီးတော့ပေးထားတာတည်ရရှုံးကိုပေါင်းက၃လုံးကိုပေါင်းကလည်း၃လုံးတည်ရနေတယ်ဗျာဒါဟို body ရောကိုပေါင်းရောဒါဇုံအောင်နားနဲ့အသိဖြစ်တယ်ဗျာ front back ကလီဗာပူးကလည်းကျွန်တော်ဒီဘက်ကနေနေဆိုရင်တော့ဒါရာသီစားမှာကောင်းထားပြီးတော့ကျွန်တော်တို့လေးဘွဲတဲ့ချုံနိုင်တဲ့ရေဆိုင်နေရတဲ့အသိဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ကမန်ယူချုံခဲ့တဲ့ဘွဲမှာဆိုလို့ရှိရင်လေလီဗာပူးကနေပေါက်ကြီးက တလုံးတည်းဒါကိုပေါင်းက3လုံး90ရှုံးနေတာဘော်ဒီရောကိုပေါင်းရောလီဗာပူးကအဆုံးကျထားတဲ့အသင်းဖြစ်တယ်အဲ့တော့ဒီနေ့ဒါဒီနေ့ဒီနေ့မနက်အစောပိုင်းပေါက်ကြီးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကလီဗာပူးကတလုံး9ပြားတလုံး9ပြားရှုံးကိုပေါင်းက၄လုံး၄လုံး80စားနေတာဒီမနက်ခြေတော်စတင်ဖွင့်ထားတယ်ဗျအဲ့တော့ကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်လီဗာပူးနေနေတာဟိုချန်ပီယံလိပါတော့ခြေစားကကောင်းတယ်ဗျမဆိုးဘူးပြောရမယ်ပရီးမီယံလိပါတော့ကျွန်တော်တို့က၄ဘွက်ဆက်ရှုံးနေဆိုတော့ဂျီဆိုင်ထားလာတယ် front back နေနေရတယ်ဒါ goal view နေတဲ့အသင်းဖြစ်တယ်ဗျပေးဘောရောက်ဘောဖြစ်တဲ့အသင်းဖြစ်တဲ့အကြောင်းဒီနေ့ဒါလက်ရှိပေါက်ကြီးကဟိုဘောင်းက၄လုံး80စားဆိုတော့ကျွန်တော်ကဒီနေ့ဒါဟို front back နေတဲ့ Liverpool ရဲ့ပွဲစဉ်တွေကိုကျွန်တော်တို့ဘိုးဘောပဲရွေးသိချင်တယ်ဗျဘိုးဘောနဲ့ပဲစွန့်စားလိုက်ချင်တယ်နောက်ထပ်တစ်ပွဲကတော့ဒါခုနကကျွန်တော် TikTok မှာပြောခဲ့တဲ့ပွဲပဲ Real ရဲ့ပွဲပေါ့ဗျ Real နဲ့ဒါ Juve ရဲ့ပွဲစဉ်လေးဖြစ်နေတယ်ဗျဒါဒီနေ့မှာအကောင်းဆုံးပွဲလို့လည်းပြောလို့ရတယ် VA အနေနဲ့ကျွန်တော်နောက်ဆုံးသားဘက်ကစားတာနဲ့နေရာမှာဒါ၄ဘွဲ့နဲ့တပွဲရှုံးနေတယ် ကစားထားတယ်ဒါဂျူဗင်တက်ကတော့ဒါနောက်ဆုံး၅ဘောကစားထားတဲ့နေရာမှာဒါ၄ဘောတည်ကြီးတစ်ဘောချုံးတယ်ကစားထားရပြန်ဒါပေမဲ့ဒီနေ့မှာတော့ဒါရေးအနေနဲ့ကတော့ဒါပြောတဲ့အရာရှိအောင်ကောင်းပုံနဲ့ဒါချစ်ဟိုဒီနေ့တရားဒီတော့မှာဒါရှုံးဘောတစ်ဘောသာရှိထားတယ်ပြန်ဒါတီကိုရှုံးထားတယ်ဂျူဗင်တက်ကတော့ဒီနေ့ရဒီမှာခြေစမ်းမိုင်းတူတူလေးကိုဒါဆုပ်ပြတ်တက်နေတဲ့အသေးဖြစ်တယ်ပြန်တော့ဒါရေးအနေနဲ့ကျွန်တော်ဒါပြီးရတဲ့ဒါဟိုချစ် ပြည့်တာအိမ်ကွင်းရောဝေကွင်းရောမှာဆိုလို့ရှိရင်ဒါဆောင်းဆောင်ချက်တွေကောင်းပါတယ်ဂျူမင်းတက်ကတော့ဒါအိမ်ကွင်းရောဝေကွင်းရောမှာဒါဆောင်းဆောင်ချက်တွေပြန်ပြင်းနေပြဒါပေးကိုရကိုရောပေးကိုရကိုများထားရတယ်ပဲထိတဲ့ပြဆိုမှုဒါ၅ဘွဲမှာဆိုလို့ရှိရင်ဒါ VR ကဒါ၃ဘွဲနိုင်လာပြီးတော့ဂျူမင်းတက်ကဒါ၂ဘွဲနိုင်တယ်ကစားထားတယ်ဒါတော့မှဒါအရင်တော့ကတော့ဒါအရင်တော့ဒါဂျူမင်းတက်ခြေစမ်းကောင်းတော့အချိန်မျိုးတော့ VR အတားကြီးရထားဆိုတော့လက်ရှိဒီခြေမျိုးကတော့ VR မနိုင်ကြအကြောင်းမရှိဘူးဒီနေ့ပေါက်ကြီးကတော့ကျွန်တော်ဒါ VR က၃၅ဘွဲရှုံး၉ဘွဲက၃၅ဘွဲ ရှုံးတယ်ဒါစတင်ဖွင့်လှစ်ထားတယ်ဗျအဲ့တော့ video နဲ့ကြိုတဲ့ဘွဲ့စီလေးကိုကျွန်တော်ကဒါ video body ကိုပဲကျွန်တော်အကြံပေးခြင်းတယ် video body ကိုပဲရေးသိခြင်းတယ်ဗျအထုံးစံတိုင်းပဲကျွန်တော်ကျွန်တော်ရဲ့ဒီ video ရောက်မှာဆိုလို့ရှိရင်တပွဲကောင်းနေမောင်းကက်နေပြီးနေ channel လေးရှိရဗျဒါရောက်ချိန်ပေးကြပါဦးဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်